မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဖေဖော်ဝါရီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဂုံစီယိုစခန်းကျပြီးသွားတဲ့နောက်မှာထွက်ပြေးကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတုံးကြီးစခန်းမှာပိတ်မိနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား1300ခန်းနဲ့ခန်းစစ်ပြင်ဆင်ထားတဲ့ဂုံစီယိုစခန်းဟာအင်အား600ခန်းပြုံးတီးသွားပြီးတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ2ရက်နေ့မှာအရခတ်တပ်တော် AA နဲ့တော်လိုင်းတပ်ဖွဲ့များဘက်က ပိမ့်ပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကနိုင်ရည်ကံပြူဟာနဲ့တုံးကြီးမှာအင်အားဖြည့်ခန်းစစ်ပြင်ဆင်ထားပြီးတော့တပ်မ69လက်အောက်ခံတပ်ရင်းများနဲ့လက်နက်ကြီးများပါတပ်ဆင်ပြီးတော့ခုခံနေကြတယ်လို့သိရပါတယ်တုံးကြီးထဲမှာပိမ့်မိနေတဲ့သူတချို့လက်နက်ချကြတယ်ပြန်ပြစ်နေတဲ့အဖွဲလဲရှိတော့တိုက်ပွဲကတော့ဆက်ဖြစ်နေပါတယ်လို့ရခိုင်ရှေတန်းသတင်းရင်းမြစ်ကပြောပါတယ်တပ်မ69လက်အောက်ခံ669 669 3တို့နဲ့ဖွဲ့စည်းထားတယ် တပ်ရင်း10ခုတည်းကမှတပ်ရင်း6ခုနဲ့ဖွဲ့စည်းထားတဲ့ဂုံစည်းရုံးကြပြီးတဲ့နောက်မှာတုံးကြီးစခန်းကိုနောက်ပြန်ဆုတ်လာကြတဲ့တပ်ဖွဲ့ဝင်အများစုဟာအေးအေးထမ်းမှလက်နက်ချခဲ့ကြပြီးတော့ဗျူဟာမှုကလည်းအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။အေးအေးဟာပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကဂုံစည်းရုံးစခန်းအပအဝင်နတ်ရီကန်တုံးကြီးစတဲ့စစ်ကောင်စီရဲ့စခန်းများကိုထိုးစစ်အရှိန်အဟုန်မြင့်ပြီးတော့တိုက်ခိုက်ခဲ့ပြီးတုံးကြီးဘက်ကိုစစ်ကောင်စီရဲ့နတ်ရီကန်ဗျူဟာကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ကူပေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီဟာ ဂုံစီယိုစခန်းကိုဒီဇင်ဘာလ6ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ29ရက်နေ့အထိစစ်ကား28စီးအပြည့်နဲ့စစ်အင်အားတွေဖြည့်ဆည်းခဲ့တော့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်600ခန့်တေဆုံးသွားတယ်လို့သတင်းဌာနများရဲ့ဖော်ပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရချောင်းမြို့နယ်ဝင်းဝနယ်မြေရဲစခန်းကဒူရဲအုပ်တအူစနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလ3ရက်နေ့နေ့လယ်ပိုင်းကရဲစခန်းထဲမှာရှိနေတဲ့အသက်34နှစ်အရွယ်ဒူရဲအုပ်အောင်ပြေဖြိုးဟာစနိုက်ပါနဲ့ပြစ်ခတ်ခံရတာဖြစ်ပြီးတော့စီးကုံအနီးမှာကြီးထိမှန်ပြီးတော့တေဆုံးသွားတယ်လို့ပြောပါတယ်။နေ့လယ်ဘက်မှာကြီးမှန်ပြီးတော့တော်တော်လေးအခြေအနေဆိုးဆိုးနဲ့ရင်ဆိုင်ခဲ့ရတယ်။ညရောက်တော့ဆုံးသွားတာပါပဲလို့ ဝင်းဝရဲစခန်းက CDM ရဲတပ်ဖွဲ့ဝင်တအုပ်ကပြန်လည်ပြောပြထားပါတယ်။ဒူရဲအုပ်အောင်ပြေဖြိုးရဲ့ရုပ်အလောင်းကိုတော့ရဲစခန်းတောင်ပေါ်မှာပဲမြေမြုပ်လိုက်ကြတယ်လို့သိရပါတယ်။ဝင်းဝရွာအနီးကစီရင်လှောက်ရှားမှုတွေမှာပါဝင်နေတဲ့တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတအုပ်ကလည်း ူရဲအုပ်ကြည်ထိမှန်ပြီးတော့တိတ်ဆုံးတဲ့ကိစ္စဟာမှန်ကန်တယ်လို့အတိအပြုပြောဆိုထားပါတယ်။ဒူရဲအုပ်အောင်ပြေဖြိုးကိုဘယ်အဖွဲ့ကပြစ်ခတ်ခဲ့လဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။တေးအချောင်းမြို့နယ်တဲကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားတွေဟာဝင်းဝရဲစခန်းမှာစခန်းချလိရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံးပတ်ကလည်းဒဝဲမြို့နယ်ဘဂါကြီးရွာရဲစခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာစနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာအေအေရဲ့ထိုးစစ်ကြောင့်ဒဏ်ရာရရှိသွားတဲ့အကြမ်းဖက်စစ်သားများကိုပသိမ်မဆာရ၄ကိုပို့ဆောင်တဲ့အချိန် ဘိုးကြီးတော်ဦးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ3ရက်နေ့မွန်လွယ်3:40မိနစ်ခန့်မှာတာပေါင်းမြို့နယ်ကြားကောင်းရွာဘက်ကလူနာတင်ကားတစ်စီးစစ်တပ်4ကားတစ်စီးနဲ့ဒဏ်ရာရတဲ့စစ်သား4ဦးကိုမကြီးစင်တာပေါင်းလမ်းပိုင်းကနေပသိမ်မြို့မှာရှိတဲ့အမှန်လေးစစ်မြေပြင်စစ်တပ်ရင်းကိုအရေးပေါ်ပို့ဆောင်လိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဒဏ်ရာရရှိတဲ့စစ်သား4ဦးတဲကဘိုးကြီးတော်ဦးဟာအရေးပေါ်အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်တာပေါင်းစီးရုံကိုဝင်ရောက်ပို့ဆောင်တဲ့အချိန်မှာတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့ဘိုးကြီးရဲ့အလောင်းကို တာပေါင်းရင်ခွဲရုံရှိမှာအလောင်းပြင်ထားတယ်လို့သိရပါတယ်။ကြမ်းရှိတဲ့ဒဏ်ရာရတဲ့စစ်သား၃ဦးဟာထိခိုက်ဒဏ်ရာပြင်းထန်ပြီးတော့အမှတ်လေးဆင်းပြေပြင်းဆေးတက်ရင်းမှာဆက်လက်ပြီးတော့ဆေးကုသမှုခံယူနေတော်လဲတေဆုံးနိုင်ခြင်းများတယ်လို့ပြောပါတယ်။တာပေါင်းမှာတော့ရခိုင်တပ်တော်ရဲ့ထိုးစစ်တွေကြောင့်တိုက်ပွဲတွေတော့ဆက်ဖြစ်နေပါတယ်။စစ်ခွေးတွေလည်းထွက်ပြေးလာပြီးများနေတယ်။စစ်ခွေးခန်းစစ်ကတော့တောက်လျှောက်ကိုပြင်နေတာစစ်ခွေးတွေဘက်ကဒဏ်ရာရတာကြီးလဲတော်တော်ကိုများလာတယ်ထိခိုက်သေးဆုံးမှုလည်းများတယ် ထိုးစစ်ကဘယ်နေရာကိုရောက်နေလဲဆိုတာကိုတော့မသိနိုင်သေးဘူးတိုက်ပွဲတွေရှိတော့မြေကြီးအခြေအနေကိုတော့အတိမပြတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတွေကပြောပြထားပါတယ်ဒါအပြင်အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာစနိုက်ပါထိမှန်တေဆုံးခဲ့တဲ့ဒူရဲမှုဝင်းနိုင်ဦးရဲ့ရက်လယ်စွန်းတုတ်ကို တာပေါင်းမျိုးမြို့မှာရဲစခန်းမှာပြုတ်လုခဲ့တယ်လို့ဒေတာတွင်သတင်းအရေးမိကပြောပြထားပါတယ်ဖေဗူလာ3ရက်နေ့မနက်6နာရီကမှာတာပေါင်းမျိုးမြို့မှာရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးရဲ့ရက်လယ်စွန့်တော့ပြုတ်လုခဲ့တယ်လို့သိရပါတယ်ဒေဆုံးသွားတဲ့စခန်းမှုရဲ့နေရာမှာငပူတော်တောင်ပိုင်းဇာတိရဲအုပ်ရင်အေးကိုအစားထိုးပြီးတော့ခန့်အပ်သွားမှာဖြစ်တယ်လို့သိရပါတယ်ရင်အေးဟာမွန်ပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဘုံစားထိမှန်မှုကြောင့်ဆေးခွင့်ယူထားကငပူရောမျိုးကိုပြန်လည်ရောက်ရှိနေပြီးတော့ငပူရောကိုပြောင်းရွှေ့ခွင့်တင်ထားတော့လေတာပေါင်းမျိုးကိုယာဒူးတုံးနဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါဗါတယ်တာပေါင်းမျိုးမျိုးမရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးဟာဇန်နဝါရီလ28ရက်နေ့မှာတစ်ဖြူကျေးပါအုပ်စုမှာရှိတဲ့စစ်တပ်စခန်းအတွားရိတ်ခါပုတ်ရန်တွားရောက်တဲ့အချိန်စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်မှာရှိတဲ့ချောင်းဦးမြင်းမှုလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ3ရက်နေ့မနက်၈နာရီကမှနိုင်ရီကန်အထိုင်းစခန်းကနေကင်းမုတ်ဝေရန်ထွက်ခွာလာတဲ့အင်အား30ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနိုင်ရီကန်နဲ့ဂွေးပင်တော်ရွာဂျားမှာ Snipe Rangers Post Local PDF အဖွဲ့ကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဗရေတာမိုင်း3 point နဲ့မိုင်းဆွဲတိုက်ခတ်ခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာကနိုင်ရီ 40ခန်းကစစ်ကူအင်အား40ခန်းနဲ့ထမှန်ရောက်ရှိလာပြီးတော့အနီးနားပတ်ဝန်းကျင်ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခြင်းလမ်းဘေးမှာရှိတဲ့ချုံပုံများကိုမိရှုဖျက်ဆီးခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာချောင်းဦးမြင်းမှုလမ်းပိုင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများပိတ်လိုက်ပြီးတော့၃နာရီအကြာမှလမ်းကြောကိုပြန်ဖွင့်ပေးခဲ့တယ်လို့သိရပါဗျ။လမ်းပိုင်းပြန်ဖွင့်တဲ့အချိန်မှာဂျမ်ဘာက၄စီးမြင်းမှုဘက်ကိုအပြင်းမောင်းနေသွားတယ်လို့ပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Sniper Rangers Force Local PDF နဲ့ PGC မြင်းမူတို့ကပူရဲပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့မှာရှိတဲ့တမ33ကနေမုံရွာနာမခကိုစစ်အင်အားဖြည့်တင်းရန်ထွက်လာတဲ့ ်တံပြားကရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71မုံရွာ PDF ကပြောပြထားပါတယ်။ဖေဖော်ဝါရီလ၄ရက်နေ့နေ့လယ်၁၂နာရီ၁၂မိနစ်ခန့်မှာသခိုင်းမြို့တပ်မ33ကနေမုံရွာမြို့နမခကိုစစ်အင်အားနဲ့လက်နက်ခဲယမ်းများတယ်ဆောင်ပြီးတော့ထွက်ခွာလာတဲ့တံပြားကစစ်ကား၄စီးကို၆ဦးမုံရွာလမ်းမိုင်းမှာပရိသာမိုင်း၇လုံးပွဲမိုင်းပွိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒုတိယမြောက်ကားကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။မိုင်းထိမှန်တဲ့တံပြားကစစ်ကားဟာ ထိုးရက်သွားပြီးတော့လမ်းပိုင်းလုံခြုံရေးကင်းယူနေတဲ့စစ်သားများကမိုင်းဆွဲတက်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်များကိုလိုက်လံပစ်ခတ်ခဲ့ပြီးအထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တော့လဲအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့လိုက်လံပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ကြီးစံထိမှန်ပြီးတော့တေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာဖေဖော်ဝါရီလ၄ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးမန်းတွေထဲမှာဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ရဲဘော်တအုပ်ရဲ့အကူဖြစ်သူပါဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ၄ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ဟာတောင်ခမ်းဒေသမှာရှိတဲ့အမြောက်တပ်၉၀၂နဲ့အမြောက်တပ်၄၆၆တို့ကနေထွက်ခွာလာရာ PNL ပူးပေါင်း DPL တပ်များနဲ့တောင်ခမ်းဒေသမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တုံးပန်း9ဦးကိုဖမ်းဆီးရရှိခဲ့ရာ DPL ရဲဘော်တအုပ်ရဲ့အကူလဲပါဝင်လာတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားတွေဖမ်းမိတဲ့နေရာမှာကျွန်တော်တို့ရဲဘော်ရဲ့အကူပါလာပါတယ်ကျွန်တော်တို့ရဲဘော်တွေမှာလည်းအဲ့ဒီစစ်တုံးမန်းရဲ့ညီအရင်ပါတယ်ဆိုတာကိုသူတို့ချင်းပြန်တွေ့ကြမှာသိရတာပါသူညီလေးကတော့သူ့အကိုကိုပြုစုနေပါတယ်ဒဏ်ရာကြီးကြီးမားမားတော့မရှိပါဘူးပုံနာပဲ့တာလောက်ပဲရှိတာပါပြုစုပေးနေပါတယ်စားကြင်နာတွေကိုလည်းကျွေးနေပါတယ်လို့ ဒီပီကလည်းရဲဘော်တို့ကပြန်လည်ပြောပြထားပါရယ်အဲ့ဒီစစ်ကောင်စီတပ်သားများဟာအလင်းဝင်လာတာမဟုတ်ပဲတောင်ခမ်းဒေသမှာပဲတိုက်ပွဲဖြစ်ပွားပြီးတော့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကလက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရပါရယ်ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF ရဲဘော်ရဲ့အကိုဖြစ်သူဟာစစ်ကောင်စီတပ်ထဲမှာအနေကြသူဖြစ်ပြီးတော့ယာရုအနေနဲ့တက်ကြအဆင့်ရှိနေပြီဖြစ်တယ်လို့သိရပါရယ်အခုလောလောဆယ်တော့ဖြစ်စဉ်တွေအားလုံးကိုမသိရသေးပါဘူးသူ့အကိုကငကိုကလေးကစစ်တပ်ထဲမှာရှိနေတာရဲဘော်ကတော့တော်လိုင်းရဲအဖွဲ့ DPLA တဲကိုဝင်လာတာပေါ့ သူ့အကိုကစစ်ကောင်စီတပ်ထဲမှာရှိနေတယ်ဆိုတာကျွန်တော်တို့လည်းဒီနေ့မှသိရတာဗျ။တေးသေးချာချာတော့မသိရသေးဘူး။သူတို့အချင်းချင်းလုံးဝကိုအဆက်အသွယ်မရတာကြာပြီလို့သိရတယ်လို့ဒီပီအာလေးကရဲဘော်တူကပြောပြထားပါဗျ။နောင်ချုံမြို့တောင်ဘက်တောင်ခန်းကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကိုခဲမှုဌာနချုပ်မဆာခ900ရက်နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တပ်ရင်း3ရင်းဖြစ်တဲ့အမတ354အမတ206အမတ406တို့ကို TNL PDF နဲ့ပူးပေါင်းတပ်များကပြီးခဲ့တဲ့နှစ်ကပဲထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြားဖြတ် online ငွေလိမ်ခိုင်းများအခြေစိုက်ထားတဲ့မြဝတီမြို့ကိုလျှက်စစ်ဓာတ်အားပေးထားမှုကိုတုံဆိုင်မှုမရှိဘဲနဲ့ဖြတ်တောက်ပြစ်မယ်လို့ထိုင်းဝန်ကြီးချုပ်ပေတုံတမ်ရှင်နဝတ်ထရာကအတည်ပြုပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ပေတုံတမ်ရှင်နဝတ်ထရာကထိုင်းနိုင်ငံအနေနဲ့မြန်မာနယ်စပ်မြဝတီမြို့ကိုလျှက်စစ်ဓာတ်အားဖြတ်တောက်သွားမှာဖြစ်ပြီးတော့မြန်မာနိုင်ငံဘက်အချမ်းမှာကြားဖြတ်ငွေလိမ်ခိုင်းများကိုလဲပတ်နေမှုကို နှိမ်နှင်းရန်တုံဆိုင်နေမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါရယ်ဖေဖော်ဝါရီလ၄ရက်နေ့မှာထိုင်းအစိုးရကဝင်ကြီးအစည်းအဝေးတရက်ကိုခေါ်ယူခဲ့ပြီးတော့ထိုင်းကာကွယ်ရေးဝင်ကြီးဖွန်တမ်ဝီချာရာချိုင်းကအမျိုးသားလုံခြုံရေးကောင်စီ NSC နဲ့တွေ့ဆုံပြီးတော့ကြားဖြတ်ငွေလိမ်ခိုင်းများရဲ့ပြဿနာများကိုဖြည့်ဖြည့်ရောက်ရောက်ကင်ွယ်ဖြေရှင်းနိုင်မဲ့နီလန်းများကိုရှာဖွေခဲ့တယ်လို့သိရပါတယ်။ထိုင်းမျိုးသားလုံခြုံရေးကောင်စီရဲ့ဥက္ကဋ္ဌဖွန်တန်ကနိုင်ငံတကာကိုလှည့်လည်လိမ်လည်နေတဲ့ကြားဖြတ်ခိုင်းများအခြေစိုက်ရာမြဝတီမြို့ကိုလျှက်စစ်မီချက်ချင်းဖြတ်တောက်ရန် ထိုင်းလျက်စစ်အာဏာပိုင်အဖွဲ့ PEA ထံကိုအမိန်ပေးညွှန်ကြားထားတယ်လို့ပြောဆိုလိုက်ပါတယ်။အမိန်ကိုလိုက်နာရန်ပြက်ကွက်တဲ့မြေသိအရာရှိကောင်မဆိုထိုင်းနိုင်ငံကိုထိခိုက်စေမဲ့ငွေလိမ်ဂိုင်းများကိုခွင့်ပြုနေခြင်းကြောင့်နေပြောင်းခံရခြင်းသို့မဟုတ်ပြစ်ဒဏ်ပေးခံရခြင်းများဖြစ်နိုင်တယ်လို့၎င်းကဆက်လက်ပြောပါတယ်။ ဘသူကမှတိုးဆုံနေမှာမဟုတ်ပါဘူး။နေဆက်အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်နိုင်ရင်ဓာအားချက်ချင်းဖြတ်တောက်နိုင်မှာပါလို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ထိုင်းနိုင်ငံဟာနေဆက်ဖြတ်တော်ပြီးတော့လောင်စာဆီရောင်းဝယ်မှုများကိုလည်းရပ်တန့်သွားမှာဖြစ်ပြီးတော့အစိုးရအနေနဲ့ပြည်သူများရဲ့လိုအပ်ချက်ကိုဦးစားပေးရန်လိုအပ်ကြောင်း၎င်းကဆက်လက်ပြောပြထားပါတယ်။အခုဖြစ်ပျက်နေတာကထိုင်းပြည်သူလူထုတွေနဲ့နိုင်ငံရဲ့ပုံရိပ်ကိုအခြေအကျကိုထိခိုက်နေပါတယ်။စာနာနားလည်မှုနဲ့ဦးစားပေးအရေးကြီးတာကိုမလုပ်ခဲ့ရင်ပြည်ထောင်နာကရေရှည်ဖြစ်သွားမယ်။ အခုချိန်ကပြက်ပြက်သားသားအေးအေးယူရမယ်အချိန်ပဲလို့ထိုင်းဝန်ကြီးချုပ်ကဆက်လက်ပြောဆိုထားပါတယ်ထိုင်းဝန်ကြီးချုပ်ကကြားဖြန့်ဂိုင်းများကိုလျှက်စစ်မီပေးနေတဲ့သူများကိုတရားဥပဒေအရအေးအေးယူမယ်လို့လည်းဂရုပြုပြောဆိုခဲ့ပါတယ်ဒါကနိုင်ငံတော်တော်များများကအလေးထားနေတဲ့ကိစ္စပါကျူးလွန်တဲ့သူတွေကိုအေးအေးယူမှုမလုပ်ရင်ထိုင်းနိုင်ငံရဲ့ယုံကြည်စိတ်ချမှုဆုံးရှုံးနိုင်ခြင်းရှိပါတယ်လို့၎င်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတော်ဝန်လုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ